မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်မြန်မာထိုင်းနယ်စပ်တနင်္သာရီတိုင်းမောတောင်မြို့အခြေဆိုင်စစ်ကော်မရှင်တပ်စခန်းနဲ့ဂိတ်တွေကိုနိုဝင်ဘာလ14ရက်နေ့မနက်ပိုင်းကတိုက်ခိုက်သိမ်းပိုက်ခဲ့တာမှာစစ်တုံးပန်းအယောက်40ကျော်နဲ့လက်နက်ခဲယံအများအပြားကိုသိမ်းဆီးရမိခဲ့တယ်လို့ကရင်မျိုးသားစီယုံခဲနျူဘိတ်တဝဲခရိုင်က ထုတ်ပြန်ပါတယ်။ နိုဘာလာ၁၇ရက်နေ့ကစတင်ပြီးတော်လိုင်းတပ်ဖွဲ့တွေကခလာရ၂၂၄တက်ရင်ခန်းစစ်ကုန်း၂ကုန်းအမြောက်ကုန်းနဲ့မြို့တွင်းကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ဆိုပါရယ် စစ်တပ်ရဲ့အခြေစိုက်စခန်းတစ်ခုကိုရိုက်ချိုးနိုင်ခဲ့တဲ့အပြင်စစ်တုံးမှန်း42ရောက်ကိုပါဖမ်းဆီးရမိခဲ့တယ်လို့ KNU ဗိတ်တဝဲခရိုင်အတွေ့အမိုးဘဒုစောရနာကပြောပါရယ်။ဒါ့အပြင်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်အယောက်40ကျော်ဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားခဲ့တယ်လို့ပြောပါရယ်။တိုက်ပွဲအတွင်းစစ်ကောင်မရှင်ကလေကြောင်းကနေမျိုးတွင်းကိုဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေကိုနေမီရှင်းလင်းရေးမလုပ်ရသေးတဲ့အတွက်အတိအကျတော့မသိရသေးဘူးလို့သူကဆက်ပြောပါရယ်။ မောတောင်မျိုးဟာ KNU ကရင်မျိုးသားအစည်းအရုံးတနင်္သာရီမြို့နယ်ရုံးဆိုင်ရာနေရာတစ်ခုဖြစ်ခဲ့ပြီး1990ခုနှစ်မှာစစ်တပ်ကတာလွန်အင်အားနဲ့တိုက်ခိုက်သိမ်းယူခဲ့တယ်လို့သိရပါတယ်ရှင်။စကိုင်းတိုင်းဝက်လက်မြို့နယ်တဲကကျေးရွာ၃ရွာကိုနွန်ဘာလ၁၃ရက်နေ့မှာစစ်တပ်စစ်ကြောင်းကမီးရှို့တာကြောင့်လူနေအိမ်၁၀၀ကျော်မီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ ပင်စင်းနဲ့ကြီးကံမြောက်ရွာတွေကိုမိရှုခံခဲ့ရတာဖြစ်ပြီးနှစ်ရွာပေါင်း820လောက်လောင်ကျွမ်းပျက်စီးသွားတယ်လို့ဝက်လက်မြို့နယ်လူတို့တပိတ်တိုက်ပွဲဦးဆောင်ကော်မတီရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။အဲဒီစစ်ကြောင်းကနိုမာလာ14ရက်နေ့မနက်ပိုင်းမှာလဲရွာသားကြီးကြီးရွာကြီးကံကြီးရွာနဲ့ဥယျာဉ်မကြီးရွာတွေကိုထပ်ပြီးမိရှုသွားသေးတယ်လို့သူကပြောပါတယ်။ အော်တိုဘာလာကစပြီးဝက်လက်မြို့နယ်ထဲမှာစစ်တပ်ကစစ်ကြောင်း၄ကြောင်းထိုးနေပြီးအဲဒီစစ်ကြောင်းတွေကတလအတွင်းမှာရွာ၁၂ရွာကိုမီးတင်ရှို့ထားပါဗျ။အဲဒီစစ်ကြောင်းတွေကြောင့်ဝက်လက်မြို့နယ်ကကျေးရွာပေါင်း၂၀ကျော်ကပြည်သူအယောက်၂000ဝန်းကျင်ဟာနေရစုံခွာထွက်ပြေးနေကြပြီးအရေးပေါ်အကူအညီတွေလည်းလိုအပ်နေကြပါဗျ။ဒါကြောင့်စစ်ပေးရှောင်တွေအတွက်လူလန်းလူသူတွေအနေနဲ့စစ်ပေးရှောင်အရေးကူညီဆောင်ရွက်ပေးနေကြတဲ့ဒေသခံအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်လူလန်းနိုင်တယ်လို့တော်လိုင်းအင်အားစုတွေကပြောထားကြပါဗျ။ မန္တလေးတိုင်းတောင်သာမြို့နယ်ရဲကိုနိုဝင်ဘာလ9ရက်နေ့ကစတင်ဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းတွေဟာကျေးရွာတွေကိုဝင်ရောက်ပြီးလူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတယ်လို့ဒေသခံတွေစီကသိရပါဗယ်။ဘိန်းရွယ်ကုန်းတမန်ကြီးမြေဖြူကုန်းနဲ့ဆယ်ကုန်းရွာတွေမီးရှို့ခံထားရပြီးစစ်ကြောင်းရှိနေသေးတဲ့အတွက်စည်ရင်တိကျကိုတော့ကောက်ယူလို့မရသေးဘူးလို့တောင်သာမြို့နယ်လူသားချင်းစာနာထောက်ထားရေးဌာနတာဝန်ခံကိုရသိကြီးကပြောပါဗယ်။ အဲ့ဒီရွာတွေကရွာကန်၃နောင်ဝင်းကျင်ဟာလည်းထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဆိုပါရယ်စစ်တပ်နဲ့ပြူစောတိအာ900လောက်ပါတဲ့စစ်ကြောင်း2ကြောင်းကတောင်နဲ့မြောက်နှစ်ဖက်ညှက်ပြီးစစ်ကြောင်းထိုးနေတာဖြစ်ပြီးလက်နက်ကြီးနဲ့ပစ်ခတ်တာ drone နဲ့ဘုံကျဲတာတွေလည်းလုဆောင်နေတယ်လို့တောင်သားအခြေဆိုင်တော်လိုင်းတပ်ဖွဲ့ဝင်တယောက်က TV ကိုပြောပါရယ်ဒါပြင်တော်လိုင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားနေတာတွေလည်းရှိပြီးတော်လိုင်းတပ်တွေရဲ့ကာကင်းစခန်းတချို့စုပ်ပေးလိုက်ရတယ်လို့ဆိုပါရယ် တော်လိုင်းတပ်ဖွဲ့တွေရဲ့စုံမုံနယ်မြေတွေအများအပြားရှိတဲ့မြင်းကြံတောင်တာနဲ့နထိုးကြီးမြို့နယ်တွေကိုစစ်တပ်ကအမြေပြင်စစ်ကြောင်းထိုးတာတွေအပြင်လက်နက်ကြီးတွေနဲ့ပစ်ခတ်တာလေကြောင်းတိုက်ခိုက်တာတွေစတိုက်ပြလုပ်နေတာကြောင့်ပြည်သူတွေထိခိုက်ဒေဆုံးတာတွေရှိနေတဲ့အတွက်ဒေသခံတွေအနေနဲ့တတိနဲ့သွာလာနေထိုင်ကြဖို့ကိုတော်လိုင်းတပ်ဖွဲ့တွေဘက်ကတတိပေးထားပါတယ်ရှင်။ စကိုင်းတိုင်းမုံရွာမြို့နယ်မုံရွာနားမှာနိုဘာလ14ရက်နေ့မနက်9:00နာရီခွဲလောက်ကစစ်ကားအစီး30ပါတဲ့စစ်ရင်တပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်6ယောက်သေဆုံးခဲ့ပြီး9ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်သူ့ကော်မတီတပ်ဖွဲ့ရေးစီကသိရပါဗျ။ အဲ့ဒီစည်ရင်တန်းဟာမုံရွာမျိုးကနေမန္တလေးမျိုးဘက်ကိုထွက်ခွာလာရင် လမ်းမှာမိုင်းနှလုံးဆွဲတိုက်ခိုက်ခံခဲ့ရတာကြောင့်စစ်ကားနှစ်စီးထိမှန်ပြီးပထမကားပေါ်လိုက်ပါလာသူတွေထိခိုက်သေဆုံးခဲ့ရလို့သိရပါဗျ။ဒါအပြင်ဒဏ်ရာရတဲ့စစ်သား9ယောက်ကိုလည်းချောင်းဆေးရုံမှာဆေးကုသနေတယ်လို့သိရကြောင်းချောင်းပြည်သူ့ကာကွယ်ရေးကောင်ဆောင်တယောက်ကပြောပါဗျ။အဲ့ဒီစည်ရင်တန်းမိုင်းဆွဲတိုက်ခိုက်ခံနေရတော့ဖြတ်တန်းသွားတဲ့ဈေးတဲ့နှစ်ယောက်လည်းမိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပေမဲ့အသက်အန္တရာယ်တော့မစိုးရိမ်ရဘူးလို့သိရပါဗျ။ မုံရွာမန္တလေးလမ်းပိုင်းမှာစစ်တပ်ကလက်နက်ခဲယမ်းသယ်ယူနိုင်ဖို့ကားလမ်းတစ်လျှောက်စစ်စေးဂိတ်တွေချပြီးသွာလာနေတဲ့အတွက်ပြည်သူ့ကာကွယ်ရေးတပ်တွေကမိုင်းဆွဲတိုက်ခိုက်တာတွေပြုလုပ်နေတာဖြစ်ပါတယ်ရှင်။ထိုင်းနိုင်ငံမြဝတီမြို့နယ် KK ဖတ်မှာရှိတဲ့ကြားဖြန့်ငွေလေလုပ်ငန်းဆောင်တွေကိုဖောက်ခွဲဖျက်ဆီးနေတာကြောင့်နေဆက်မှာရှိတဲ့မြန်မာနဲ့ထိုင်းလုပ်သားတွေအကြီးအကျယ်ထိခိုက်နေနိုင်ကြရတယ်လို့အလုံသမားရေးကူညီနေသူဦးမိုးကျိုးကပြောပါတယ်။ မောက်တူးပေးပို့ထားပါတယ်ရှင်ဟုတ်ကဲ့ပါကေကေဖတ်ကြားပြန့်အဆောက်အုံလေးဖောက်ခွဲဖြစ်စီရမှာမြန်မာလုံသားတွေပြင် ထိုင်းနေစက်နဲ့နီးကပ်နေတဲ့အတွက်ထိုင်းစိုက်ပျိုးရေးလုံသားတွေလည်းထိခိုက်နစ်နာနေကြရတာပါကေကေဖတ်ကိုကုလိုမိုင်းနဲ့ဖောက်ခွဲရဆိုတော့မြန်မာလုံသားတွေအကြီးကျယ်ထိခိုက်တာပေါ့ဒီကေကေဖတ်ကိုအမိပြုတ်ပြီးတော့ 叫侬吐鲁，咱不会讲讲鲁话的。你吐鲁话讲起来，唔会。吐鲁话孬嘛，稀的嘞。你早都讲伊话偏心了。啊，你阿伊体解家伙，跑火药嘞嗦咯，阿变死死哒啵。孬的话嘞，不如咱阿的体解唔得死哒啵。哎哟，阿你买肉的嘞，阿肉讲了嘛，烧肉肉做阿里吃咩？烧火肉的买阿里吃咩？谁办吃？勒庄里的，勒阿家屋内的勒吃滴，体解唔得死哒啵。你嘛，老早的都唔会，当年你吃他的，特别像勒体解点嗦的讲，太为己做那种啊，太累他妈的啵。 နော်မဲ့ထော်တလေးတို့ပါလို့လေသမားတွေကထိုင်းဝီကျုပ်လာတဲ့လေပြန်ဝဲနဲ့တွားရလမ်းတစ်လျှောက်မှာတောင်းဆိုကြတယ်ရှိတယ်လေအလားတူဘုံပေါက်ကွဲတန်းနေဘုံစားတွေဆင်းလာနေတာကြောင့်တောင်းရင်မြစ်တစ်ဖက်ကမ်းမဲဆောက်မြို့နယ်နေဆက်နေထိုင်းလုတ်သားတွေလည်းထိခိုက်နစ်နာနေကြတယ်လို့ဆိုပါတယ်တလိုက်ကကိုက 你อยู่อย่างระแวงกว่าแม่เอออันเดรများပါတယ်ကြောက်လဲကြောက်တယ်ဘုံဖောက်ခွဲတာတွေကြောင့်ကျမတို့ထိုင်းပြည်သူတွေနစ်နာနေပါတယ်စိုက်ပျိုးရေးလုပ်ငန်းတွေမှာလည်းခက်ခဲတွေတွေ့နေပါတယ်လို့ထိုင်းဘာသာနဲ့ပြောသွားတာပါအာကြားတယ်ဟိုရွာထဲမှာတော့ကြားတယ်ရွာထဲမှာတော့မနေ့ကတော့မှပြောတစ်ထီရောက်ခွာအိမ်ကြားတယ် မဖောက်ရင်တော့ကောင်းဆုံးအတချို့ကြတော့ဟိုတကြီးရုပ်လိုရှိရလေချို့ကြဒီအတန်ကြောင့်ဟိုဗလဲနှလုံးရောဂါရှိရလူကြတော့လေသူ့နှလုံးခံကြောင်ထိတ်လန့်ကြတဲ့အဲ့လိုမျိုး short တွေပါဖြစ်တတ်တော့ကြောက်ရမယ်ပြောမလားမမမကဒါမှဟိုတော့ကြောက်ကြောက်တယ်လို့တော့မဟုတ်ပါဘူးအဲ့လိုမျိုးကိုရီးယားတော့လူငယ်တိုင်းနာနဲ့ခံနေရှိတယ်လေလူကြီးတွေဖို့ရမှာအဲ့လိုမျိုးအတန်ကြောင့်နဲ့လေမတည်ဘူးလို့ပြောလို့မရဘူးလေလူတရားကသူ့ယောဂ ရှိလို့ရှိလို့ဆိုရင်ရှော့ဖြစ်တတ်တာအဲ့ဒါစစ်ကောင်စီတပ်တွေကအောက်တိုဘာ23ကစပြီးကြားပြန်လုပ်ငန်းဆောင်တွေကိုဖောက်ခွဲဖျက်ဆီးပြနေရမှာနိုဝင်ဘာလ23ရက်နေ့ညနေပိုင်းမှာလဲဆက်လက်ဖောက်ခွဲနေစေဖြစ်ပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ ဂျာမနီမှာစစ်တီရင်အားတောင်းနေချီလိုအပ်နေပေမဲ့စစ်မှုမထမ်းမနေရစနစ်ကိုပြန်အသက်သွင်းမှာမဟုတ်ပဲမလုံးပေးဆွဲဆောင်မှုတွေနဲ့သဘောဆန္ဒအလျောက်စစ်မှုထမ်းတဲ့စနစ်ကိုပဲအကောင့်ထဲပေါသွားမှာဖြစ်ပါတယ်။ကာကွယ်ဝင်ကြီး Boris Pretorius ရဲ့အစီအစဉ်သစ်အရပိုကောင်းတဲ့လစာနဲ့အခြေအနေတွေပေးပြီးဇန်နဝါရီလမှာစတင်ခွဲယူသွားမှာဖြစ်ပြီးသက်ဆိုင်ရာဥပဒေကြမ်းကိုဒီဇင်ဘာလမှာလွှတ်တော်တင်သွားဖို့ရှိနေပါတယ်။ ဒီစနစ်သစ်အရာ2026ခုနှစ်မှာစစ်သားသစ်အယောက်2000လောက်ထိစုဆောင်ဖို့ရည်မှန်းထားပြီးစစ်မှုထမ်းသူတွေဟာအခုမဆောင်ခင်လ10ယူရို2600ရရှိမှာဖြစ်ပါတယ်။ဂျာမနီစစ်တပ်ဟာလက်ရှိစစ်သည်အင်အား38000ကနေ2035ခုနှစ်မှာနေတိုးရဲ့လိုအပ်ချက်တွေကိုပြည့်မီဖို့အနည်းဆုံး26000ထိတိုးပြင်ဖို့လိုအပ်နေတာပါ။လိုအပ်တဲ့စစ်သားရေအတွက်မရရှိခဲ့ရင်တော့လိုသလောက်စစ်မှုမထမ်းမနေရစနစ်ကိုလွှတ်တော်ကဆုံးဖြတ်နိုင်မှာဖြစ်ပါရဲ့ရှင်။ TV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတော့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်